ါလည်းအရင်ရင်ကလေးကကြုံခဲ့ဆုံးခဲ့တာဆိုတော့ဒါကြီးကတော့ပိဋကတ်ကချစ်တဲ့အခါကျတော့ကိုကိုချစ်တဲ့သူဦးစားပေးခံနေကြတာတော့ပိဋကတ်တားရဲ့စိုက်ဆန္ဒပါရှင့်အဲကျွန်တော်ကလည်းလည်းအရင်ကလေးကနောက်ခိုက်ဝတ်တာကြိုက်တယ်လေဟောပေါ်ကစားတဲ့အဲလိုနောက်ခိုက်လိုက်မနောက်ခိုက်ရှေးခိုက်နေဆိုတော့အဲကျွန်တော်ရဲ့အဲကျွန်တော်ကြိုက်တာကိုကျွန်တော်ကဒီနောက် bug တွေတော်တော်သဘောကျတယ် of life အဓိကကျွန်တော်ကျမ်းမာရေးလိုက်စားတာပေါ့နော်ကျမ်းမာရေးလုပ်တဲ့အခါကျတော့ခန္ဓာကိုယ်ကလှကျင်လို့ဆိုတော့အထက်အကျမ်းမာဖို့ဆိုတဲ့ခေါင်းစဉ်မှာအလုပ်လုပ်ရင်းထဲမှာအဲ exercise လုပ်တာများတော့ကျွန်တော်ခန္ဓာကိုယ် body ကအစီတရတဖြည်းဖြည်းနဲ့ပါလာတာပေါ့အပါလာတော့ကြည့်လိုက်ရင်ခန္ဓာကိုယ်ချက်ချက်ရဲ့ရှိတယ်ပြီးတော့ကိုယ့်ရဲ့ပုံစံကလည်းကိုယ့်စိတ်ထဲမှာလည်းကိုယ့်ကိုပေါ်ပါမှုရှိရလို့ခံစားဒါကတော့ကျမ်းမာရေးလိုက်စားတဲ့ နောက်ဆက်တွဲလှပခြင်းကကပ်ပါလားလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်အဲကျွန်တော်ကိုရိုင်းလည်းလို့အရင်ကတည်းကနောက်ဟိုက်ဝတ်တာကြိုက်တယ်လေဟိုးပေါ်ကစားတယ်အဲလိုနောက်ဟိုက်လိုက်မနောက်ဟိုက်ရှေးဟိုက်နေဆိုတော့အကျွန်တော်ရဲ့အဲကျွန်တော်ကြိုက်တာပေါ့ကျွန်တော်ကဒီနောက်ဘတ်တွေကျွန်တော်သဘောကျတယ်အဲ့တော့လေကျွန်တော်အမြဲတမ်းဘတ်ကိုအစီနဲအောင်လို့ကျွန်တော်ပို့ပြီးတော့လဲဆော့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဟုတ်ကဲ့ရှင်ဟုတ် အကောက်ကောက်ယုံကြည်မှုရှိမှုပေါ့ရှင်ချိုးကတော့အာခန္ဓာကိုချိုးကြလဲဝဝလေးနဲ့လဲငါ့ကိုငါယုံကြည်မှုရှိရဲဆိုလဲဘာမှမဖြစ်ဘူးမလိုအပ်ဘူးပေါ့နော်အဓိကကတော့အဲ့အမျိုးသမီးရဲ့စိတ်ခံစားမှုပေါ့ပဲမူတည်ပါတယ်ကျွန်တော်ကတော့ခန္ဓာကိုလှတဲ့အမျိုးသမီးတွေကဘာဖြစ်တယ်လို့ကျွန်တော်ကပြောပိုင်ခွင့်မရှိဘူးဆိုတော့ခန္ဓာကိုလူတိုင်းကလည်းအကုန်လုံးကအမြဲတမ်းကြီးတော့ကျွန်တော်လည်းအမြဲတမ်းလှနေမှာမဟုတ်ဘူးလေ့ကျင့်ခန်းမလုပ်တော့ရင်တော့လဲအစီအစီတက်လာမှာပဲပေါ့နော်ဆိုတော့ပြောချင်တဲ့အဓိကအဓိကကတော့ကျွန်တော်ကတော့လေ့ကျင့်ခန်းလုပ်ဖို့အတွက်အမြဲတိုက်တွန်းတယ်လေ့ကျင့်ခန်းလုပ်တဲ့နောက်ဆက်တွဲပတ်လာတဲ့အရာတွေဥမာမျက်နှာဆိုလဲအစီမရှိဘဲနဲ့ကြောလိုက်နေပေါ်တာမျို အာ back day ဆိုရင်လည်းအစီမရှိဘဲနဲ့ကိုကနောက်ဟိုက်လေးဝေ့တဲ့ခါကျရှင်းသက်နေတာမျိုးအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်အော်လှလိုက်တာနော်ချစ်စရာကောင်းလိုက်တာအော်ဘာဝဝေစမတ်ကြရတယ်ဆိုတဲ့ဟာလေးကြတော့ကိုလေ့ကျင့်ငန်းလုပ်ရင်းနဲ့ရလာတာပေါ့နော်ဆိုတော့ခုနလိုပြောသလိုပေါ့ဘလောက်အေးပါလဲမေးရင်တော့ဒါခံစားတဲ့အမျိုးသမီးဒီလေ့ကျင့်ငန်းကိုကြိုက်တယ်ခန္ဓာကိုယ်ကိုပေါ့နော်ကြိုက်တဲ့အမျိုးသမီးနဲ့အဲရတဲ့ကိစ္စမရှိဘူးငါတော့အစားအစားပြီးတော့ကျွန်းကျွန်းမာနေမှာဆိုတဲ့အမျိုးသမီးနဲ့ရှင်တဲ့ခါကျတော့ကိုယ့်လက်မှုတွေရှင်းနိုင်ပါတယ်ရှင့်ဟာ ထုတ်လုပ်ရေးကောင်းတစ်ခုနဲ့လက်တွဲခွင့်ရတယ်ပေါ့နော်။ဘာလို့ဆိုရွှေနေတီရွှေထုတ်လုပ်ရေးကအဲရှေ့မှာလည်းနှောင်ဆိုလက်တာအရန်ကြိုက်ကြတယ်။အခုမြို့တော်မြေစာဆိုလက်တာဘာပြောဟိုဒီပေါ့နော်ဒီတဘာဝဘေးအန်တွေရဲ့ကြောင်းတာဘာပြောပိတ်သက်လက်ခံတဲ့ကားကောင်းကောင်းကိုထုတ်လုပ်နိုင်ခဲ့တယ်။အခုနောက်ထပ်မဲ့ပြောတာလဲဘာပြောဗမာမှုအမှုတရားဆိုတော့အော်သူ့ရဲ့ထွက်လာတဲ့ကားတွေကိုကြည့်လိုက်တိုင်းတိုးဆောင်တယ်နော်။အော်ဘာပြောငါဒီထုတ်လုပ်ရေးကောင်းတစ်ခုနဲ့လက်တွဲခွင့်ရခဲ့တယ်။အဲနောက်လည်းလက်တွဲခွင့်ရမယ်လို့လည်းအဲမျှော်လင့်ပါတယ်။အဲ့တိုင်းမှာတော့အိမ်အောင်ရှိတဲ့အမျိုးသမီးတယောက်ပေါ့နော်။အဲလောင်တော့လောင်ရမယ်ဒါပေမဲ့ဒီ မှာဒီမျိုးသမီးကအဲ့လောက်ကြီးပေါ့နော်လောင်တာမရှိဘူးသူ့ယောက်ျားကိုချစ်ပြီးတော့အတူအိမ်နောင်ရုပ်သူဘလို့အကောင်းဆုံးတိဆောက်နိုင်မလဲဆိုတော့ပေါ့နော်အဲသွားတဲ့ဘက်ကိုသွားလာဟိုလိုကြီးရနေတဝင်းတူကြီးပွဲကျန်းတာမျိုးတွေမဟုတ်ဖဲနဲ့ပေါ့နော်ယောက်ျားကိုလည်းတိတိကြီးနဲ့သူ ဘာလို့ရမလဲတွေ့ဒီဘက်ခေမျိုးသမီးတော်တော်များများရဲ့ emotion ပါပဲရှင့်တချို့ကတော့ပေါ့နော်ဖောက်ခွဲထွက်တယ်တချို့ကကြောက်လဲမြုံပြီးတော့အတားအကောင်းဆုံးဖြစ်အောင်ဖြည့်ရှင်းကြတယ်ပေါ့နော်ဆိုတော့အဲဒီတွေကစောင်းရွက်ကြွေဆိုတော့အဲဒီဒီပေါ့နော်ဒီမျက်ွယ်တွေကဒီမျိုးသမီးအားအာပေါ့နော်ကလေးတယောက်မျိုးသမီးဖြစ်တယ်အာ ချစ်လို့ယူထားတဲ့အိမ်တော်ကြီးမှာအဲဒီလိုမျိုးပေါ့နော်အဲလောင်စရာတွေကြုံကြိုက်လာတဲ့အခါမှာဖြစ်ပျက်လာတဲ့ဖြစ်ပျက်လေးပါရှင်ဟုတ်အဲဇလုံးနဲ့တော့လောက်ကရပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဟုတ်နမေရှိနောက်လည်းနည်းနည်းပြောနေအော်အဲ့ဒါတော့ကျွန်တော်အဲ့ဒါလည်းအရင်ရင်ကလေးကကြုံခဲ့ဆုံးခဲ့တာဆိုတော့ဒါကြီးကတော့ပြိဿကချစ်တဲ့အခါကျတော့ကိုချစ်ကိုချစ်တဲ့သူဦးစားပေးခံနေကြတာတော့ပြိဿတားရဲ့စိုက်ဆန္ဒပါရှင်အဲ့ဒီပေါ့ကျွန်တော်သဘောထားကိုလည်းမဟုတ်ပေါ့ကျွန်တော်ဘာမှပြောစရာမရှိပါဘူးရှင်မှလည်းလိုပဲဒါအခုမှကြုံကြုံရတဲ့အရာမျိုးမဟုတ်တဲ့အခါကျကျွန်တော်တို့ကတော့ဘာမှမခံစားရဘူးဘာမှလည်းအဲ့ဒါအတွက်ကိုတန်ရှင်းမရှိပါဘူးရှင်ဟုတ်အဲ့ ဖိုကြီးကတကယ်ကိုဇညိုးမရှိတဲ့ reality show ပေါ့နော်ဆိုတော့အချို့ကထင်ကြတာဟာဇညိုးကြီးနဲ့မလားလို့အာဝင်သားသတ်မှတ်ပြီးသားလားလို့အဲ့လိုမျိုးတွေမရှိပါဘူးတကယ်ကိုအကောင်းဆုံးပေါ့နော် FOE season 2မှာအကောင်းဆုံး player တွေပေါ့အကုန်လုံးမြတ်သူကြည့်တယ်ကိုထွန်းဆိုလည်းအရန်ကောင်းတယ်ရှင်ဒါမှခုမှပြောတာကိုထွန်းဆိုတကယ်ကိုထွန်း Jfire ပါတဲ့သူပေါ့နော်ကိုကြတာကိုနဲ့တရုပ်ဆောင်ပိုင်းကတည်ရတယ်ကို Jfire ကတော့အဆိုးတော့မဟုတ်လို့ပေါ့ဒါပေမဲ့အဲဒီပေါ့နော် audition မပြိုင်မဝင်ဘဲနဲ့ပါလာတဲ့ဒီလူတွေကလည်း တယောက်မှရော့မနေဘူးကိုကလွယ်ပေါ့ပြောချင်တဲ့ပြကိုထုံးဆိုလဲတကယ်ကိုတကယ်သူဆိုလဲကိုထုံးဆိုပျောက်တယ်တကယ်ကိုဘောလုံးကိုချစ်ညက်တော့အားကစားကိုကြိုက်တော့40ကျော်ကြီးဗျာကိုဆိုလဲ40ကိုညောက်ကအသက်အကြီးဆုံးအဲ FOE season 2မှာတော့ FOE နဲ့ FOE ကြီးအသက်အကြီးဆုံး player တွေပါအဲ့တော့ဒီနေ့ပါညညကြပါကိုထုံးကတကယ်အသက်နဲ့မလိုက်အောင်ကိုအကောင်းဆုံးအာ player တယောက်ဖြစ်နာဖြစ်လာခဲ့ပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်အားလုံးညှို့ကုန်နေပါတယ်ဟုတ်ရှင်ဟုတ်တတရှင်ဟုတ်